ကဘာကားတီအောင်မြမလန်ကိုထိုင်းတချံမှာချပြလိုက်တာပါလို့ပြောလာခဲ့တဲ့ DJ စမိုင်းပရိသတ်ကြီးယူအာတာတဇန်ကွဲကိုထိုင်းနိုင်ငံမှာ DJ တီးပြနေတဲ့ကင်မာလီတယောက်ကတော့စင်မြင့်ချက်ကနေလန်ကိုကင်ပြခဲ့တာဖြစ်ပါတယ်။သူမကချက်ချင်းဆိုသလိုနမည်ကြီးလာခဲ့ပြီးတော့လူအများကြီးစိတ်ဝင်စားမှုကိုခံခဲ့ရတာဖြစ်ပါတယ်။မြမယူအာတာတဇန်ကိုဒီကဘာလုံးအာယုံဆိုင်မိအောင်ထိုင်းရေစားမှတ်ချက်ပေါ်မှာချပြလာခဲ့တာဖြစ်ပါတယ်။မြမတဇန်ပွဲတော်ဆိုတာရှေးခေတ်ပကံခစ်ကလေးကကျင်းပလာခဲ့ပြီးရှေးခေတ်မတ်တန်းဝင်ယူအာအမွေအနေဖြစ်ပါတယ်။ င်ရှေးခေတ်နဲ့ပေါင်းတရာကျော်တွေကကျင်းပခဲ့တာကြောင့်ထိုင်းနိုင်ငံရဲ့တစံထဲမြန်မာတစံဟာဆော့ဆုံးမဖြစ်ပါရင်ဒီလိုကြံပွဲတော်ကိုသူပိုင်နဲ့ငါပိုင်ရင်းနဲ့ပြောဆိုနေကြသူတွေအားလုံးကို KMR DJ စမိုင်းကတော့မြန်မာနိုင်ငံအလံကင်ပြပြီးတော့ခြေပြလိုက်တာပါပြီးခဲ့တဲ့တစံမှာသူမဟာငန်းလင်းပေးကြမြန်မာတွေတစံမှာပျော်ပါခွင့်မရတာကိုစာနာမိပြီးဒီတစံဟာငါတို့ပိုင်တာငါတို့ရဲ့တစံဆိုပြီးတော့ကဘာဝတီအောင်ခြပြခဲ့သူဖြစ်ပါရင်ပျော်စရာတွေတိတ်ဆိတ်နေတဲ့တစံကြီးကတော့ပြီးခဲ့ပြီဖြစ်ပေမဲ့သူမရဲ့အင်တာဗျူးလေးကတော့အမှတ်တရဖြစ်ဆိုခဲ့ပြီး ်မြန်မာရင်းအင်အားဖြစ်အောင်လို့ပြောပြခဲ့တာဖြစ်ပါတယ်။ထိုင်နိုင်ငံမှာကျင်းပနေတဲ့စုံကရံပွဲတော်ဟာမြန်မာထက်ကိုမှ UNESCO စောစောဝင်ခဲ့ပြီးတော့မြန်မာတကြံကတော့ယခုနှစ်2025မှာ UNESCO ဝင်ခဲ့တာဖြစ်ပါတယ်။ ဒါတွေကိုထိုင်းနိုင်ငံသားတွေကသူတို့ရဲ့ယူရအသံလို့ညင်းပွားနေခဲ့ပြီးတော့ DJ စမိုင်းကတော့သူမ DJ တီးပေးနေတဲ့မန်တပ်ပေါ်ကမြန်မာလန်ကိုကင်ပြပြီးတော့ဂုံပြူခဲ့တာဖြစ်ပါတယ်။ DJ စမိုင်းဟာထိုင်းတကြံကိုတွားရောက်လဲပတ်နေရင်မြန်မာတကြံကိုလွန်မိလာပြီးတော့မြန်မာတကြံရှင်လို့မရှိကားပဲနဲ့တိတ်ဆိတ်လာခဲ့တာ2020ခုနှစ်ကလေးကဖြစ်ပြီးတော့အရှမ်းနှမြောပြီးဝန်းနေမိရလို့ဆိုပါတယ်။သူမက DJ လိုင်းမှာမြန်မာနိုင်ငံထက်ထိုင်းနဲ့အခြားနိုင်ငံတွေမှာပုံပြီးအောင်မြင်နေခဲ့သူဖြစ်ပါတယ်။ DJ influencer တယောက်ဖြစ်ပြီးတော့လူသိများကြောကြားသူတယောက်ဖြစ် ပါတယ်။မြန်မာနိုင်ငံသားတွေကလည်းသူမရဲ့အပြစ်မှုလေးတွေကိုသဘောကျပြီးတော့မြန်မာတွေအတွင်းမှတ်တမ်းတစ်ခုကိုဖော်ပြပေးခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။ဒီကျေးဇူးမယားမြန်မာနိုင်ငံမှာခြေချနေထိုင်သူဖြစ်ပြီးတော့သူမကလည်းမြန်မာကိုလွမ်းလာတဲ့ကြောင်းထိုင်းနေမြန်မာတချံကိုသူတို့ဟာလို့ယူဆတာကတကြောင်ဖြစ်တာကြောင့်တေချာလေးမြန်မာတချံလေးဖွင့်ပြပြီးတော့မြန်မာနယ်လေးကိုအမျက်တနိုးပြပေးခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသူတို့ဖြစ်ပေမယ့်မြန်မာရင်ကျေးမှုကိုမြန်တို့ပြီးမြန်မာကိုစစ်စစ်ကိုရှာဟုတ်ခဲ့သူပါ။ ပွဲကြည့်စဉ်အောင်မှာမြန်မာတွေအများကြီးရှိပေမယ့် DJ Smile ကိုမြန်မာလို့မသိကြပဲအားလုံးကတချင်းဖွင့်ပြပြီးအလံကင်ပြတော့မှမြန်မာမဲသိကြတာလို့ဆိုပါရီအတကုံဝိုင်းအော်ကြပြီးတော့သူမကိုလေအော်အော်ပြီးတော့ချီးကျူးကြတာဖြစ်တယ်လို့ပြောပြခဲ့တာဖြစ်ပါရီသူမကအမတရတချင်းတချင်းလေးကိုအစိုးရကြီးမျိုးကြော်မြိုင်စီကနေမိုဘိုင်းခွင့်တောင်းထားပြီးတော့ DJ နဲ့ပြန်တီးဖို့လေစက်တိုက်ထားတာဖြစ်ပါရီဒီနေ့တချင်းမှာဒီတချင်းလေးဖွင့်ပြီးတော့ DJ တီးမယ်လို့လေစိတ်ကူးထားတာဖြစ်ပါရီမြန်မာလဲကင်ပြမယ်ဆိုတာကတွေးမထားပေမယ့်ငင်းလင်းပေးကြီးဖြစ်လိုက်တာမလို့ရှယ်ဘုံ ငွေဖြင့်မြန်မာလယ်လေးကင်ပြားကလှူခံခဲ့ရလေဖြစ်တယ်လို့အကြောင်းဆိုကိုဒီဂျီစမိုင်းကပြောပြခဲ့တာဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးကဘာမာမြန်မာတခြင်းဟာပထမဆိုတာပြသခဲ့တဲ့ဒီဂျီစမိုင်းပေါ်မှာမှတ်ချက်လေးတွေကိုလေးပြောခဲ့ပေးပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့တင်ပြတဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါမယ်။